အားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ Rose ပါ။ဒီကနေ့မှာတော့ဆရာပါပီယွန်ရေးသားထားတဲ့ကိုပိုင် Bloody Mary ဆိုတဲ့ဝတ္ထုလေးကိုအပိုင်းရှစ်အနေနဲ့တင်ဆက်ပြပြပြီးသွားကြမှာလေရှင်။ဒီဝတ္ထုလေးကိုဖတ်ရှုခွင့်ပြုပါရစေ။ဆရာနေတကွာသက်ဆိုင်သူများအားလုံးထံမှာလေးစားစွာခွင့်ပန်းလိုက်ပါလေရှင်။ Nostalgia လန်ဒန်အိုလံပစ်ပွဲတော်ကာလာကြီးပေါ့။ ဟီထရိုးလေဆိပ်မှာလူတွေပြည့်ကျက်နေတာပဲဒီကမ္ဘာလုံးကလူတွေဟာအင်္ဂလန်ကိုပဲဥတီပြီးလာနေကြသလားမှတ်ရတယ်အင်္ဂလန်တနေရာတည်းမကပါဘူး UK လို့ခေါ်တဲ့ United Kingdom နဲ့နိမိတ်ထဲပါတဲ့နေရာတွေကို သွားလာနေကြတယ်အိုလံပစ်ဘောလုံးပွဲတွေကမြို့ကြီးတွေမှာပတ်ချလဲကျင်းပတာမဟုတ်လားအသာအေးအယောင်အသွေးစုံလင်လွန်းနေတဲ့လူအုပ်ကြီးကိုကြည့်ပြီးကျွန်တော်တို့ရွှေမြူးတလူလိုဖြစ်လာတယ် ကြားနေရတဲ့ဘာသာစကားတွေကလည်းအမျိုးမျိုးပဲကျွန်တော်ကခရီးထွက်ရင်ပြန်ရောက်လာတာရယ်လန်ဒန်ကခရီးဆုံးမဟုတ်သေးဘူးအင်္ဂလန်အရှေ့မြောက်ဘက်ကမြို့ကြီးတစ်မြို့စီကိုလေရင် နောက်တစ်ဆင့်ဆက်စီးရအောင်ပါလူကပင်မနှွမ်းနယ်လွန်လာပြီ နောက်ထပ်တနအီလောက်လေရင်စီးပြီးရင် လေစိတ်ကနေမက်ထရိုလို့ခေါ်တဲ့မြို့ရင်းပြေးတဲ့ရထားကိုမိနစ်40လောက်ထက်စီးမှအိမ်ပြန်ရောက်မှာမြ мян အိမ်ပြန်ရောက်ပြီးနားကျင်လာပါပြီ နေအောင်ကြီးတောက်ပလွန်တဲ့နေရာတီကြီးမှာလူတွေပြည့်ရှံနေတဲ့ဒီလေးစိတ်ကြီးဟာမွန်းကျက်လွန်နေတယ်။စင်ရောင်ငန်းအုံမြည်တန်တွေစူညံနေပြီးလင်းနုအင်းလေးတွေတိုက်နေမဲ့ပင်လေကန်းစကားကျွန်တော်မျိုးစီရောက်တာနဲ့အိမ်ကိုတန်းပြန်မယ်။ရေမိုးချိုးမယ်။ပေါပေါပါပါဝစ်စားလေးတွေဝတ်ပြီးအိမ်နာကအနောက်ဆွတ်တောင်းလမ်းတောက်ကအရက်ပါမှာတစ်ခွက်တစ်ပလာသွားချအောင်ပါလို့တွေးနေမိတယ်။ ဗြိတိရှားအရာဝေးလေရင်ခရီးစဉ်အမှန် BA1334 ဖြစ်လိုက်ပါမယ်ခရီးသည်များဟောခေါ်ပါပြီဗျာဆိုပြီးကြောဘူးအိတ်ကိုစက္ကနဲဆွဲယူပြီးကြောမှာပိုးရင်ထားတယ်။ဘာရင်မဟုတ်ကျွန်တော်ရှိတက်တဲ့မှန်ချက်ကြီးကို မရည်ရွယ်ပဲလှမ်းကြည့်မိသွားတယ်။အရှိတိုင်းသူမိမတယောက်ရဲ့ကျွန်တော်ကိုမှန်ချက်ကြီးရဲ့တစ်ဖက်ကနေစူးစိုက်ပြီးကြည့်နေတာဗျာ။သူမျက်နှာကအံ့ဩတုန်လှုပ်နေတဲ့ပုံပဲ။ ကလေးတယောက်ကိုပွေ့ချီထားပြီးနောက်ကလေးတယောက်ကိုလက်ကဆွဲထားတယ်။ရင်ဘတ်ထဲမှာထိတ်ကနေပဲ။အိုးမေရီမဟုတ်လားကွယ်။တခါကကျွန်တော်ရဲ့ချစ်လာစွာသောဘလက်တီမေရီကလေးရဲ့စေစုံးနဲ့တခုကြာသွားတာတော့ဒီရုပ်ဒီရည်အတိုင်းပါပဲလားကွယ်။ဘာမှပြောင်းလဲမသွားပါလား။ကျွန်တော်ကိုအသေးအချာမှမီဟန်နဲ့တွေ့တွေ့ကလေးစိုက်ကြည့်နေရှာတယ် ကျွန်တော်ကလည်းဟိုစင်ကသူမြင်ဘူးခဲ့တယ်လို့သပင်ကုန်းထောင်းနေပဲကို ဘလို့ကန်တရားကြောင့်ဒီလိုကြီးပြန်လာဆုံးရတာလေဗျာကျွန်တော်ဘာလုပ်ရမလဲစကားလည်းလှမ်းပြောလို့မရဘူးမှန်ချက်ကြီးက အလဲမှာခြားထားတယ်အချစ်ငါဘလက်ဒီမေရီလေးကဘာကြီးကကျင်းကျင်းလေးပါလားနော်ငါလေးငါထောင်ချသွားခဲ့တာအချစ်ရငါနဲ့ကိုရှောင်ပုံးသွားခဲ့တာမဟုတ်ရပါဘူးလေး ငါလေနင်ကိုတိတက်တက်ပြန်မမြင်ရတော့ဘူးပဲမှတ်နေခဲ့တာဟနင်အိမ်အောင်ချခဲ့ပြီပေါ့အေးလေနှစ်တွေအများကြီးကြာသွားခဲ့ပြီကိုကလေးတွေကချောလိုက်တာဟာနေရောက်ကလေးတွေအတိုင်းမလားငါပြန်လမ်းမလာနိုင်ခဲ့တဲ့ငါကို ခွင့်လွတ်ပါဟာလောင်တပွားဆိုတာတကယ်ရှိသေးမယ်ဆိုရင်ငါနင်းနဲ့ပြန်ဆုံပါရစေလို့ဆုတောင်းနေမယ်ဟာဒီမယ်ဒီမယ်ကြည်စမ်းငါဝတ်ထားတဲ့ချင်းပန်လေးလေနေဝယ်ပေးထားတဲ့ဟာလေး ုလို့ရနေသေးရဲ့တွေ့လားခုဒီရိုးရိုးသေးသေးတိမ့်ထားတာနော်ဟာငါဘွားကဘာမှမပြောင်းလဲသေးပါဘူးဟာခုဒီကုလီထန်းနေရတော့မယ်နိုင်ငံပြောင်းပြီးကုလီထန်းနေပေါ့ဟာတခုပဲနင်းဖြစ်စေခြင်းနဲ့ပညာတကြီးဖြစ်ဖို့လမ်းကူးလဲရောက်နေပြီတိလားနင်းပြောရမလားဒီလိုကြားရတော့နဲ့အိမ်အောင်နေကောအဆင်ပြေရမလားအဆင်ပြေပါစေဟာ တခါတခါတော့အနင်းကို bloody mary လေးလို့ခေါ်တတ်တဲ့တပြေတရွာကကူလီထန်းနဲ့ရီးစားဟောင်းကိုလွမ်းမိမှာပေါ့ဟုတ်တယ်မလားမညာကြီးဟာလွမ်းရင်လွမ်းနေပေါ့ဟေ့ငါတော့မတော်တဆများကံပါလို့အိမ်အောင်ကြခဲ့ရင်တမီးလေးမွေးမှာတိလားနာမည်ကိုတော့မေရီလို့ပေးပြမယ်စိတ်ကောင်းနှလုံးကောင်းရှိပြီးလူရန်စားမခွဲခြားတတ်တဲ့နင့်လို့မိမ့်မပြိုလေးဖြစ်စေချင်တယ်ဟာအကိုင်းနင်းချင်တဲ့တယ်မလားငါအကြံစီကို အားမရလိုက်တာဟာဒီမှန်ချက်ကြီးကလည်းဘာကိစ္စချထားရတာတော့စိတ်သေးကအဲ့လိုတွေအစမ်းမပြတ်ပြောနေရင်မှန်ချက်ကြီးကိုထွင်းဖောက်ပြီးတခါကကျွန်တော်ရဲ့အချစ်ကလေးကိုဆွေးရည်ရင်မျက်ဝန်းလေးနဲ့ငေးကြည့်နေမိတယ်ဗီတီရှာ Airway လေရင်ခီးစဉ်အမှတ် BA1334 ဖြစ်လိုက်ပါမယ်ခီးတဲ့များငါသွားပြီနော်အချက်ငါသွားရပြန်ပြီ Bloody Mary လေးရာဘဝမှာ မတော်တဆပြန်ဆောင်ခဲ့တာတော့စကားလေးတကွန်ပြောခွင့်မရရှာတဲ့ငါတို့ကံကြမ္မာကိုပဲရုံးမယ်ဖွဲ့လိုက်ကြပါစို့ဟာ Goodbye my little Vladimir ကျွန်တော်ဟာတခါကသူချစ်ခဲ့မှုတဲ့ဗမာရွှေပြောင်းကုလီလင်းမန်းတေချာတော့အောင်တစ်ချက်ပြုံးပြလိုက်ရင်ခြာကနေလှည့်ထွက်ခဲ့သူဘလို့ကြံရစ်ခဲ့ရှာတယ်လဲမသိတော့ပါဘူးလေ လေရင်စီကိုအပြေးတစ်ပိုင်းသွားနေတဲ့ကျွန်တော်ရင်ဘတ်ထဲမှာဘယ်တော့မှမကြုံဘူးခဲ့တဲ့ဝမ်းနဲ့အားငယ်မှုကြီးဗျာတနအီခွဲလောက်ကြာသွားတဲ့အခါကျွန်တော်ဟာအိုလံပစ်ပရိသတ်တွေအပြည့်ပါလာတဲ့မက်ထရိုရထားပေါ်မှာခေါင်းငိုက်ဆိုင်ပြီးစီးနင်းနေတယ်။အော်ဟစ်ဆူညံပျော်ရွှင်နေတဲ့လူတွေကိုဥပစ်ခါပြူထားရင်ရထားလမ်းဘေးကအမိုးနေနေနဲ့အိမ်တေးသေးလေးတွေကောက်ရိုးထုံးအဝါရောင်နေ။ လေခွင်းတွေကို အတိတ်ပဲမဲ့နေမောနေမိတယ်။နောက်ဘူးလားစီဖန်ဆိုတဲ့ဂျင်ညာတန်ကိုကြားတဲ့အခါဇက်ခနဲသတိဝင်လာတယ်။အိမ်မပြောင်းချင်သေးဘူး။ဒီဘာကလေးမှာစင်းနေရခဲ့မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ဘူရာယုံတင်းတင်းလေးမှာဆင်းလိုက်တယ်။စီဖန်စီဖန်လောင်ကျွမ်းနဲ့ပင်လေတဲ့နမေကူက ပင်လေဘေးကရက်ဘားဆိုင်လေးစီရောက်တော့ဘားပြင်ဘက်ကစပွဲတကူမှထိုင်နေပင်လေကန်းချီကိုလှိုင်ကောင်းဖြူဖြူတွေလာပုတ်နေတဲ့မြင်ကွင်းကိုငေးတယ်လက်ဆက်တဲ့လေအေးတွေကတဝူးတိုက်ခတ်နေတော့စိတ်ထောင်းကိုကြီးဖြစ်လာတဲ့ကျွန်တော်နည်းနည်းနေသာထိုင်သာရှိသွားတယ် Bush me to say Iris whiskey နပတ်မှာပြီးစတိုင်မော်ပြလိုက်တယ်ကျောပိုးအိတ်ထဲကဒန်ဟီစကလက်ဘူးကိုထုတ်ပြီးဖွာတယ် ဘုရှမီနစ်ပတ်ထပ်မာပြီးတော့ဖြစ်ဖြစ်ချင်းတောက်တယ်။အိုင်ရီဝီစကီလေးပတ်အရှိန်နဲ့ကျွန်တော်နည်းနည်းပျော်ရွှင်စားပြူလာတယ်။ညနေစောင်းသွားပြီမဲ့နေရာဒီမို့နေရောင်က မပြောင်သေးဘူး။နင်းချင်းနေတော့မယ်။ရီဝီဝီအပြာရောင်ပင်လေကြီးနဲ့ကြီးနေနေတဲ့ကောင်းကင်တွေက ဖြူဆွဆွတိမ်တွေကိုငေးတယ်။စစ်ကလက်ကိုမြင်းပြီးတော့ဖွာတယ်။တဖြည်းဖြည်းနဲ့အဲ့ဓာရီဟာကျွန်တော်အတွက်ရုပ်ရှင်ပိတ်ကားကြီးလိုဖြစ်လာတယ်။ ပင်လယ်ပြားနဲ့ကောင်းကင်အပြာရောင်ပေါ်မှာပုံရိပ်တွေတစ်ဖြက်ဖြက်ပြေးနေတယ်။တရုတ်ဆောင်နေအများကြီးပဲ။ချူနဲ့နီယိုကန်ထရိုက်တာမောင်နေငါသမားကိုလှဝင်းတောင်စလက်ပန်းဆိုတဲ့အမကြီးဖိုးဆောင်နဲ့တရုံမလေးမနယ်ပလောစကန်ကတိုင်းရင်သားရဲဘော်တွေနဲ့သူတို့တည်ထားတဲ့ထုံးစီဒီကလေးအလောင်းဖရာမင်းမင်းမန်နီရိုလန်အလုံးကိုဖြူ ကိုစောကြီးအသေးလေးစီနိုကိုလူပကဗမာထွက်ရခိုင်းကိုအာနိုဥပုံညာချင်းမီတန်အချုပ်ကားတွေကကိုအောင်သူရဗီယက်နမ်ခပန်နိုင်မလေးရှားစေးကျောက်ကုံသေးအင်ဒိုနီးရှားတမျှအရှေ့ဥရောပကအေဒီယန်ဆက်ဖောက်ထွင်းတဲ့ခိုင်းသားတွေဂျင်နာတက်တဲ့လာဝကအရာရှိလေးတန်နိုင်တွေကိုခေါင်းနဲ့ပြေးဆောင်တဲ့ကလာအာချန်နောက်ဆုံး အမောကရှိတောင်ကုန်းလေးပေါ်ကအပြည့်ကင်းစင်တဲ့ကောင်လေးနဲ့ကောင်မလေးနေလုံးနေနေဟာပင်နေတဲ့တပိုင်းတစအနစ်မြုပ်သွားခဲ့ပြီရုပ်ရှင်စကားကြီးလဲစသိန်းသွားပြီစပင်ရှိရှိနဲ့လူတယောက်ဟာ ပင်လေပြင်ကြီးရဲ့အစွန်းတစ်ဖက်ကမိုးကုတ်စဝိုင်းကိုဆွေးရည်ရင်ငေးကြည့်ရင်သူ့ပားပြင်ပေါ်ကမျက်ရည်တွေကိုလက်ဖမိုးနဲ့ပုတ်တက်နေခဲ့တယ်နော်စတေချာ ဆရာပပီယိုရေးသားထားတဲ့ကိုဖိုင်ဘလက်တီမယ်ရီဆိုတဲ့ဝတ္ထုလေးကတော့ဒီနေရာမှာပဲအဆုံးသတ်သွားပါပြီရှင်။ဝတ္ထုလေးကိုအစားကနေအဆုံးထိလိုက်ပါနားဆင်ပေးကြတဲ့ဒေါ်လန်ပြည်သူကလေးကတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။အားလုံးပဲဘေးရနေရင်ရှင်ကြပါစေရှင်။